ငိန်နေတဲ့အခြေအနေကိုမထိန်းနိုင်အောင်ဦးသိန်းစိန်လက်ထက်မှာသူကငိန်နေအောင်လုပ်ပေးသွားတယ်အဲ့ငိန်နေတဲ့အခြေအနေကိုအဲ့နောက်က NND ကလည်းစက်မထိန်အောင်သူက Oh my god Wow အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လည်ပြီးမှကြိုးပမ်းလိုက်ပါတယ်တန်တရားလည်နေတဲ့နိုင်ငံဆိုပြီးတော့ပြောလိုက်တဲ့အမတယောက်ရဲ့ video file လေးကိုပြန်လည်ပြီးမှနှောက်ဝေပေးလိုက်ပါတယ်ခင်ဗျာอืมကျွန်မနည်းနည်းပြောလိုက်အောင်မကျွန်မနည်းနည်းပြောလိုက်အောင်မသိလားဘာကိုပြောချင်တာလဲဆိုတော့တခါတလေကြာလို့ရှိရင်ပြန်စဉ်းစားကြည့်ရင် တခါလာလဲဒီနိုင်ငံမှာလူတက်တဲ့အာနာလူတယ်တခါလာလဲဒီနိုင်ငံမှာလူတက်တဲ့အာနာလူတယ်အရင်တော့တော့စစ်တပ်တစ်ခုတည်းပေါ့နော်ဟိုသူကလိုက်ဘုံကျဲလိုက်တက်ဖြဲအာနာလူအဲသူခုတည်းအခုကနှမျိုးဖြစ်နေပြီအခုကအာနာယူကနှစ်ဖက်စလုံးဖြစ်နေပြီနှစ်ဖက်စလုံးကအာနာယူတယ်နှစ်ဖက်စလုံးကခိုးတယ်အခုကဖြစ်နေပြီနော်တခိုးဆိုလဲအပြိုင်ဆိုင်နှစ်ဖက်စလုံးမှာရှိတယ်အခုကနှစ်ဖက်စလုံးခိုးတယ်နှစ်ဖက်စလုံးလူတက်တယ် နော်အဲ့လာတွေပဲသူတို့အပြိုင်ဆိုင်လုပ်နေကြတယ်အဟိုအစည်းအဝေးတွေတက်တယ်ဟာအဲ့လာတွေပဲပြိုင်နေတယ်သူတို့ကြည့်ရလေအဲ့လာတွေပဲပြိုင်နေကြတယ်အဲ့သူတို့နှစ်ခုနှစ်ဖက်အဲ့လိုပြိုင်နေကြတယ်ဆိုင်နေကြတဲ့အထဲမှာအဲ့ဒီတန်တရာထဲမှာဘာဖြစ်သွားလဲဆိုတော့ကျမတို့တိုင်းပြည်စုပ်ပြတ်တ်မွဲတေပြီးလို့ရှင်ပြည်သူဘဝတွေစုပ်ပြတ်တ်တော့လာပဲအဖတ်တင်တယ်စုပ်ပြတ်တ်တော့လာပဲအဖတ်တင်တယ်အာသူတို့မဲရွေးမဲရွေးမဲရွေးကလည်းရုပ်ောက်ပဲလို့လို့လို့နိုင်ဝဲပါတီကသွားပြီးအုပ်ချုပ်လိုက်တယ်အစိုးရတရကအုပ်ချုပ်လိုက်တယ်၅နှစ် အာအဲ့တော်ရင်းနေမှာလည်းတခါနိုင်ငံလေးကိုခါတဲ့ဟိုပြန်ပြီးလို့ရှိရင်ဟိုကောင်းမွန်လာမလားဆိုပြီးတော့တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံရောက်ဖို့ဆိုတာဝေးလာဝေးနည်းနည်းထူထောင်လေးဖြစ်လာပြီဆိုလို့ရှိရင်အလုံးကြပြန်ပြီမဲရွကြပြန်ပြီဟာနောက်တစ်ခုကတစ်ခုကထပ်ထပ်လာပြန်ပြီအချိန်ကြီးရတခါမျိုးပြောင်းသွားပြန်ပြီငြိမ်ငြိမ်တဲ့အခြေအနေကိုမထိန်းနိုင်ဘူးဥသိမ်းစိန်လက်ထက်မှာသူကငြိမ်ငြောင်လုပ်ပြီးသွားတယ်အဲ့ငြိမ်ငြိမ်တဲ့အခြေအနေကိုအဲ့နောက်က NND ကလည်းစက်မထိန်ဘူးသူကစက်မထိန်မဲ့နဲ့သူကသူပုံစံနေသူစိတ်ကြိတ်ပုံစံနေပြောင်းတယ် အတခါအန်ဒီရခါတော့ထပ်ယူထပ်ပြီးရုပ်ောက်ပွဲကောင်မှမှန်ကန်လို့လို့ရှင်ရရတဲ့နဲ့မှန်ကန်လို့ရနိုင်ရတဲ့နဲ့ခါအမျိုးစုံလေးပေါက်ပွားလေးတည်း6လုံးတခါအာနာတခါပြန်သိမ့်အပြန်သိမ့်ရင်ခါအိုက်တန်တရတယ်မှာပဲလဲနေတယ်အာနာလူလိုက်လူတက်လိုက်အာနာလူလိုက်လူတက်လိုက်အခုဆိုခိုးတာပါဟာအခုဆိုအပြန်ဆိုင်နေခိုးနေကြတယ်ဟိုဘက်လည်းခိုးဒီဘက်လည်းခိုးဘသူ့မှမယုံပါဘူးဘသူ့မှမယုံနဲ့ကလင်ကြည့်တယ်ပဲအကုန်လုံးတို့တာနိုင်ငံရေးကိုလှုပ်ရှားနေကြတာတို့နိုင်ငံရေးကိုလှုပ်ရှားနေကြတာအကုန်လုံးအဲ့လားပဲလို့ကျမမြင်တယ်အဲ့လားအမှန်ကန်ဆုံးနီးလမ်းပဲအဲ့လားအမှန်ကန်ဆုံးအတွေးအခေါ်ပဲ ါနိုင်ငံရေးလှုပ်ရှားရတာလားဒါလေသူများနိုင်ငံအင်တာနက်ရှင်တွေကလေအင်တာနက်ရှင်တဲ့နိုင်ငံရေးသမားကိုလည်းမေးနေတော်လိုင်းရေးသမားကိုလည်းမေးနေရိုးရိုးပြည်သူကိုပဲသွားမေးလိုက်ကျွန်မကစကားတစ်ခုပြောဘူးတဲ့နော်တငယ်ချင်းနဲ့အဲ့လားနိုင်ငံရေးတော်လိုင်းရေးလှုပ်ရှားနေတာအဲ့လားကလင်ကြီးကြည့်တယ်ဟုတ်တယ်နှစ်ဦးနှစ်ဖက်စလုံးကအဲ့လားအာနာပြိုင်လူတို့လိုလိုနဲ့အာနာလူတို့လိုလိုလူတွေတပ်ပြရတယ်ခွက်တွေခောက်တယ်နော်မြန်မာကတွေကိုဟိုဖြစ်တာဒီဘက်ကလည်းခိုးတယ်ဟိုဘက်ကလည်းခိုးတယ်အဲ့လိုဖြစ်သွားပြီအဲ့ကြားထဲမှာဘာဖြစ်သွားလဲဆိုတော့တိုင်းပြည်နဲ့ပြည်သူပြည်စည်းသွားတာ တိုင်းပြည်နဲ့ပြည်သူရဲ့ဘဝအဖက်ဆယ်လို့မရတာတခါလည်းအဖက်ဆယ်လို့မရအောင်တခါလည်းအဖက်ဆယ်လို့မရအောင်တခါလည်းဖက်မလုတ်ကြပါနဲ့အဲ့လိုမျိုးကလငချင်းနီးလန်းနေနဲ့မလုတ်ကြပါနဲ့နော်နိုင်ငံကအစအနေပြပြန်စရနေရတာအစအနေပြပြန်စလို့ဟိုနည်းနည်းလေးတော့မငြိမ်သေးဘူးတခါထပ်ဖြစ်ပြန်ပြီညနေလေးတော့မငြိမ်သေးဘူးထပ်ဖြစ်ပြန်ပြီအဲ့တော့ကျမကပြောချင်တာကတော့အရင်တော့ရေကောက်ပွဲကိုကျမကိုယ်တိုင်ကျမကမလိုလားဘူးဒါမြစ်တယ်ဆိုပြီးပုံစံနဲ့မှပါတယ်ဒါပေမဲ့အခုကတော့ကျမကတေချာစဉ်းစားတွေးတော်ပြီးသွားပြီ နော်ရွေးကောက်ပွဲဖြစ်မြောက်အောင်လုပ်ရမယ်ရွေးကောက်ပွဲဖြစ်မြောက်ကအဆင်ပြေမယ်ဘာလို့လဲဆိုအဲ့ရွေးကောက်ပွဲထဲမှာကကျမတို့88 generation party ကိုလည်းကျမတွေ့ထားပြီးွားပြီနော်88 generation party ရှိရတာနိုင်ငံရေးရေချိန်မှန်တဲ့လူတွေနော်နိုင်ငံရေးရေချိန်မှန်တဲ့လူတွေလုံးဝပြည်ပမှာမရှိဘူးပြည်တွင်းမှာရှိနေတယ်ဒုက္ခခံပြီးတို့နေနေရနော်နောက်ပြီးကြလို့ရှိရင်မလဲ NLD party ဝင်ဟောင်းတွေလက်ရှိသေးတယ်ကျမပြည်ထဲမှာ NLD party တွေလည်းမြန်မာပြည်ထဲမှာရှိတယ်အဲ့အတွက်ကြောင့်မလို့ကိုကြိုက်တဲ့ party ကိုကိုမဲထဲပါ နော်ဥကုတ်ကိုကြီးတို့လည်းအပြစ်သွားပြောလို့တော့မရဘူးနော်ဥကုတ်ကြီးဆိုတော့ဒါသူများအစဲခံအဆိုးခံအတိုက်ခိုက်ခံပြီးတော့အတူနေနေတာနော်ဥကုတ်ကြီးတို့ပါတီကိုလည်းမဲထွက်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့အစိုးရနှစ်ရက်အစိုးအစိုးရနှစ်ရက်ဆိုတော့အစိုးရနှစ်ရက်သူတို့ရန်ဖြစ်နေတဲ့အချိန်မှာဟိုဘက်ကအစိုးရသူ့မှာ900ရှစ်အခြေခံဥပဒေလက်ကင်ထားထားဦးဒီဘက်မှာစစ်တပ်မှာ900ရှစ်အခြေခံဥပဒေလက်ကင်ထားထားတယ်နော်အဲ့ဒါတွေကိုလည်းကိုရီးယားတေချာတိဖို့လိုတယ် နော်တိုင်းရင်းသားတွေတိုက်ပွဲဖော်တာကိုသာမပြောနဲ့တိုင်းရင်းသားတွေတိုက်ပွဲဖော်နေမှာပဲအဲတိုင်းရင်းသားတွေတိုက်ပွဲဖော်နေသည်ဗျအဲ့လားစစ်တပ်ဘောကိုမနေတာအဲ့လောက် PDF တွေကမသိဘူးနော်ဟိုဒလန်တွေဘောမတွေဟိုဗါလဲကြမ်းခံရေးဟိုဗါလဲကြမ်းခံရေးဟိုဗါလဲမဲပေးမဲ့သူတွေအဲ့ဒါဘောမတွေမဟုတ်ဘူးအာဒလန်တွေလည်းမဟုတ်ဘူးစစ်တပ်ကောင်းကောင်းထိုင်ပြောနေတဲ့လူတွေကလည်းအဲ့လားဘောမမဟုတ်ဘူးအဲ့လားဒလန်မဟုတ်ဘူးအဲ့တိုက်ပွဲဖော်ဆောင်နေတဲ့လူတွေကမှတိုက်ပွဲဖြစ်နေတဲ့လူတွေကမှအဲ့လားစစ်ဘောမအစစ်စစ် အဲ့လိုမျိုးဖြစ်လေတက်မတော်ကြီးကနံပါတ်တက်လေဂုံတက်လေပဲဒီလားဘာလို့စစ်တပ်ကြီးကနိုင်ငံကိုကာကွယ်နေရပါလဲဆိုတဲ့ပုံစံမျိုးနဲ့တိုက်ချလေစစ်တပ်ကနံပါတ်တက်လေဂုံတက်လေဖြစ်နေတာအဲ့ဒါစစ်ဘောမှာစစ်စစ်တွေအတော်လိုင်းကြီးဖော်ဆောင်ပြီးတော့တော်လိုင်းကြီး